ရှနက်တက်နဲ့တူသမိုင်းဝင်စံချိန်မှတ်တမ်းကောင်းတစ်ခုတင်ရှိခဲ့တဲ့လူငယ်တိုက်စစ်မှုလေးချီတိုအိုဘီမန်ချက်စတာယူနိုက်တက်အသင်းရဲ့အသက်18နှစ်ရွယ်စေဂျော်အသက်တိုက်စစ်မှုလေးချီတိုအိုဘီကတော့ကလပ်အသင်းနဲ့အတူစံချိန်မှတ်တမ်းကောင်းတစ်ခုရရှိသွားခဲ့ပါတယ်ဒါကတော့ချီတိုအိုဘီဟာမန်ချက်စတာယူနိုက်တက်အသင်းအတွက်ပရီးမီးယားလိဂ်မှာကွဲထွက်ကစားပေးတဲ့သမိုင်းတစ်လျှောက်အသက်အငယ်ဆုံးကစားသမားအဖြစ်မှတ်တမ်းဝင်သွားခဲ့တာပါ ဒီမှတ်တမ်းကောင်းကိုတော့ Cheeto Obita Brandfo နဲ့ကစားခဲ့တဲ့ Premier League ပွဲစဉ်မှာရရှိသွားခဲ့တာပါ Brandfo နဲ့ပွဲမှာ Cheeto Obita အသင်းအတွက်ပွဲထွက်ကစားခဲ့ပြီးတော့ပွဲထွက်ကစားချိန်မှာအသက်က18နှစ်နဲ့156ရက်ပဲရှိသေးရပါဒါကြောင့်မလို့ဒိမက်သားလေးချီတိုအိုဘီက United တမိုင်းတခြား Premier League မှာပွဲထွက်ကစားခဲ့တဲ့အသက်ငယ်ဆုံးကစားသမားဖြစ်လာခဲ့တာပါချီတိုအိုဘီကတော့ပြီးခဲ့တဲ့နွေရာသီအကြောင်းချိန်မှာအာဆင်နဲ့အသင်းကနေ United Academy ကိုရောက်ရှိလာခဲ့တာပါ အသေးကြီးအတွက်သွင်းကိုမရသေးပေမဲ့ချီတို OB ကလူငယ်အဆင့်ပွဲတွေမှာဂိုးတွေတိုင်းတိုင်းသွင်းယူနေရပါ